399ပါ399ပါမန္တလေးမြို့မဟာအောင်မြေမြို့နယ်ကရက်ကွက်ရုံဓမာယုံစတဲ့နေရာတွေမှာမက်စလာ24ရက်နေ့မနက်ပိုင်းကစပြီးစစ်ကောင်စီကမြို့ကန်လူငယ်လူရွယ်တွေကိုလူစုမဲနိုင်ခိုင်းပြီးစစ်သားတွေစုဆောင်းပေးနေပါတယ်။ဆင်းရဲနာမတော်တဲ့ကော စစ်သားနယ်ပြည်စောထီတွေမိသက်တပ်ဖွဲ့ဝင်တွေအပါအဝင်အင်အား90လောက်နဲ့လုံခြုံရေးရယူပြီးစစ်မှုထမ်းဖို့မဲလိုက်ခိုင်းတာပါစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေကိုမလာမနေရအတင်းအကျပ်ဆင့်ခေါ်ပြီးမဲလိုက်ခိုင်းတာလို့မဟာအောင်မြို့မြို့နယ်လန်ဒန်ဝင်းရက်ွက်နေအမျိုးသမီးတယောက်ကပြောပြပါဗျာစစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့တာတစ်နှစ်ကျော်ရှိလာပြီး ခုဆိုရင်အပတ်စဉ်၁၇ရက်ရောက်လာပါပြီ အပတ်စဉ်တစ်ခုကိုလူ9000နှုန်းနဲ့ခေါ်မယ်လို့စစ်ကောင်စီဘက်ကထုတ်ပြောထားတာကြောင့်တစ်နှစ်ကျော်အတွင်းမှာလူ9000ကျော်စုဆောင်ခဲ့ပြီဖြစ်တယ်လို့နားလည်ရပါတယ်။အခုမန္တလေးမြို့မှာမဲနိုင်ခိုင်းတာဟာလာမယ့်စစ်မှုတန်းအပတ်စဉ်စနစ်တစ်ခုတည်းအတွက်မဟုတ်ပဲနောင်လာမယ့်အပတ်စဉ်တွေအတွက်ပါတဘာတည်းနှိုက်ရတာလို့မဲနိုင်ဖို့စောင့်ဆိုင်နေတဲ့မြို့ကနေစီကနေသိရပါတယ်။မဲပေါက်တဲ့သူတွေကိုဘယ်အချိန်လာရောက်ဖမ်းခေါ်ပြီးစစ်သားတစ်စုမယ်ဆိုတာအသေးစိတ်မသိရသေးတာကြောင့်မြို့ကန်တွေကစိုးရိမ်နေကြပါတယ်။ ဘယ်နေအနေရောက်ပါမယ်ဘာညာကိုလေသူတို့တိတိကျကျမပြောဘူးရှင်အဲ့အတွက်တော်လေးမိဘတွေကတော်တော်စိုးရိမ်နေရတာပေါ့နော်ဥပမာအပတ်စဉ်ကိုဘယ်နေရောက်ပါသွားဘယ်နေရောက်ခုံမယ်ပေါ့နော်အဲ့လိုမျိုးလေးပြောလို့ရှိရင်တော့နည်းနည်းဟိုဖြစ်တာပေါ့အခုကသူကတိကျလေးပြောမထားဘူးရှင်စစ်မှုထမ်းဖို့အသက်ပြည့်မိတဲ့ဘသူမဆိုလုကင်းခွင့်မရှိပဲမိသားစုတွေကတော့ကိုစားမဲနိုင်ခွင့်ရပါတယ်မလာဘူးဆိုရင်တော့ရက်ကွက်ရုံအဖွဲ့ဝင်တွေကကိုစားမဲနိုင်ပြီးစစ်မှုထမ်းဖို့မဲပေါက်သူတွေကမိုက်ခရိုဖုန်းနဲ့ကြီးညာနေတယ်လို့လည်းမြို့ကန်တွေကပြောပါတယ် ပါဦးကျော်ထွေးဒီနေ့တော့ကအပိုင်းတော့ဒီလိုမဲနိုင်ရမှာအုတ်ချုပ်ရေးမှုတွေယာယီမှုတွေနဲ့စစ်ကောင်စီအရာရှိသားသမီးတွေနဲ့သူတို့ရဲ့မိသားစုဆွေမျိုးတွေပါမပါဘူးတော့အတိအကျမသိရသေးပါဘူးကိုယ့်ရဲ့ကလေးကတော့မကြောက်သေးဘူးပေါ့နော်အဲတချို့ဟိုတချို့ဆိုအလိုအဲအလိုအမှန်နေအဲမဆင်နေတဲ့သူတွေဆိုရင်တချို့ဆိုငိုသွားတာပေါ့နော်ဒီကောင်ကတာလီပါသွားတဲ့ဌာနပေါ့နော်အလိုတန်နေတော့ချားပါလိမ့်ရှင် မဲနိုင်ပြည်နယ်နောက်စစ်မှုတန်းဖို့ထွက်ပြေးတိတ်ချောင်းတာမလုပ်ဖို့မိသားစုဝင်တွေကခံဝင်ထိုးရမှာဖြစ်ပြီးထွက်ပြေးရင်ခံဝင်ထိုးထားတဲ့မိသားစုဝင်တွေကဖမ်းဆီးခံရမှာဖြစ်ပြီးတမိသားစုလုံးရှောင်တင်းသွားပါကနေအိမ်ကိုချိတ်ပိတ်မယ်လို့ပြူစောတိတွေရဲ့ချင်းချောက်ခံရမှုတွေရှိနေတယ်လို့လည်းမဟာအောင်မြင်မျိုးနဲ့အရှိပိုင်းကဒေသခံတွေကပြောပါတယ် အာနာရှင်ရောက်ဥတန်းရွှေပြင်ဆင်အတည်ပြုခဲ့တဲ့စစ်မှုထမ်းဥပဒေကိုလက်ရှိစစ်အာနာရှင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အာနာသိမ်းပြီးတုံးတဲ့အကြာ2024ဖေဖော်ဝါရီလမှာတက်သွင်းခဲ့တာပါ။အဲ့ဒီဥပဒေအရအသက်16နှစ်ကနေ35နှစ်ကြားလူငယ်တွေကိုအဓိက ပြစ်မှတ်ထားပြီးနိုင်ငံအနှံ့မှာနှင်းမျိုးစုံနဲ့စစ်သားတွေစုနေတာဖြစ်ပါတယ်။ရက်တုံစစ်တင်နှံပြီးလက်နက်တပ်ဆင်ပေးတာနိုင်ငံတဝန်းကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီအသေးခံစစ်သားအဖြစ်စီလုပ်ခဲ့ရတဲ့စစ်မှုထမ်းတင်နှံစင်တွေထွက်ပြေးတာအဖမ်းခံရတာ တေဆုံးထိခိုက်တာတွေစတဲ့ဖြစ်စဉ်တွေများစွာလည်းရှိနေပါတယ်။ဘယ်လိုပတ်သက်ဆိုင်လဲ။